ောင်းလိုက်တော့မယ်အာဒီလုံးပြီမောင်းတယ်မောင်းတယ်အေးဟာစီးရယ်ဆောင်းကြလေရာတော့လောက်ထားတဲ့ခရစ်တိုရယ်အကုန်ရှုံးနေဘလိုလောက်အောင်ပါရောင်းရတော့မှာလားနော်အရင်ဆုံးဖြည်းဖြည်းလေးပြောပြီးမင်းစိတ်ကိုအေးအေးဆေးလေးထားရင်ထိုင်လိုက်ဒီနားဒီမင်းဖြစ်နေရပါအခုကတကယ်တမ်းပြောမယ်ဆိုဖိုမိုဝင်နေတာဖိုမိုကဘာတော့ဖိုမိုဆိုတော့ကအင်္ဂလိပ်လိုဆိုရင် Fear of Missing Out မြန်မာလိုဆိုရင်တော့အခွင့်အလမ်းဆုံးရှုံးရမှာကြောက်ချင်းလို့ဘာသာပြန်လို့ရတယ်မတော်မြန်မာစကားပုံတစ်ခုရှိရကွာဘာလဲဆိုတော့ မြောက်တကိုင်းလွတ်တယ်လို့ပြောရမလားဟိုမမီဒီမမီဟိုမကန်းဒီမကန်းဖြစ်တာပေါ့နော်အဲ့တော့ကြုတ်ကြသွားပြီဆိုရင်အထိနာတတ်တယ်ပြောချင်တာကခရစ်တိုမာကမင်းဖုံမဝင်နေဆိုရင်မင်းကဥမာဈေးအရန်တက်နေတဲ့အချိန်မှာသွားဝယ်မိတာမျိုးဈေးအရန်ကျနေတဲ့အချိန်မှာဆုံးရှုံးအမှကြောက်ပြီးတော့သွားရောင်းမိတာမျိုးလို့ပြောချင်တာဒါတွေကဘာကြောင့်ဖြစ်တာလဲဆိုရင်ဘာလို့ခရစ်တိုမာကအမြဲတမ်းပြောင်းလဲနေတဲ့ကဘာရဲ့တည်င်းတွေပြီးတော့တခြားခရစ်တိုနဲ့ပတ်သက်တဲ့တည်င်းတွေ ဒါတွေကြောင့်အများရန်ဈေးကအတက်ကျဖြစ်နေတာရယ်ပြီးတော့တချို့တဲ့တွေမှာသူတို့ကမမှန်ရင်နေပါစေသူတို့လူကြိုက်များဖို့ဘယ်လိုပြောမလဲသူတို့လိုက်ရောက်ဖို့အတွက်အဓိကထားပြီးတော့တင်းနေတဲ့တဲ့တွေရှိရယ်အဲ့ဒီတဲ့တွေကိုမင်းကယုံကြည်ပြီးတော့အခုမင်းဒီလိုအခုဖြစ်နေတဲ့ပုံစံမျိုးမိကြီးကခုဖင်ခုထိုင်မိတဲ့ပုံစံမျိုးပေါ့နော်ဖင်တကြောကြောဖြစ်နေတော့မင်းရောင်းမိရယ်မင်းကဆုံးရှုံးပါပဲ မင်းအနေနဲ့ကွာတတင်းတွေကိုကိုပါကိုလေးလာသုံးသက် review တွေကိုတေချာဖတ်ဖို့တော့လိုအပ်တယ်လို့ငါတော့ပြောချင်တယ်ကွာ။အော်အဲ့တော့ phone ဝင်နေတာပေါ့။ဒါပေါ့တိတော့ပြောရင်တော့ show နေရောင်းလိုက်တော့မယ်။အာဒီလိုမျိုးပြော။